ေ့1300 68ခုနှစ်တရင်းကျော်လူလာဇံဆယ်ရည်နေမန္တလေးတိုင်းဒေသကြီးမေတီလာမြို့နယ်တောင်ရံကုန်းအုပ်စုရောင်ကုန်းကြီးရွာအာဒနာဂ ாய ကာကြီးဥကျော်မြင့်တော်တေဦးဤကုံမောင်မမမိသားစုတို့က၆ကြိမ်မြောက် အင်္ဂဒါနသွမ်းလောင်းဒုဒန်းကြခြင်းဖြစ်ပါတယ်။ဟုတ်ပြီဒီနေ့သွမ်းလောင်းပွဲမှာသံဃာတော်များရဲ့ကိုယ်စားဦးစင်ကအနုမောဒနာတရားအငြင်းငယ်ဟောကြားပေးမှာဖြစ်တဲ့သောဒ္ဓမိဘမိတိကန္တသုတ်ကိုအရှိခံပြီးတော့ရွှေဩတော်မှာချမ်းသာအကုန်ရပါတယ်လေ ်ဆွေဟောစောမသံသာအကုန်ရအဒီနိဒိကတာတော့မှာဘုရားဟောထားတဲ့ဂါထာတွေဟာအရာကျေတယ်အတ္တကရာကြည့်လိုက်ရင်ဘုတော့အရာကျေသေးတယ်ဒါနာနဲ့ပတ်သက်လို့တော်တော်များများစုအောင်ဟောထားတယ်ဆွေဟောယောက်ျားဘုရားဌာနအစာရှိပြီးအားကျေတယ်ဒီမှာဟောထားတယ်ဟုတ်ပြီလောကသဘောက ပစ္စည်းဥစ္စာပေါ်နေရလာပြီဆိုရင်ကိုကျော်ပြင်းဘုရုံးကကြတော့ဒီပါဒီပါလို့ကြပြီရွှေတို့ဝေတို့ပေါ်နေရလာတဲ့ဥစ္စာကိုရေဒီထဲမှာညှုတ်ထားတတ်ကြတယ်ဘာလို့ပေါ့ညှုတ်တာလဲဒိညာအန္တရယ်တုံ့တွေ့လာတဲ့အခါအခက်အခဲဖြစ်တဲ့အခါဒီရွှေဝေကိုထောက်ဆောင်ပြီးတော့တုံ့ပွင့်တာဒါပေမဲ့အဲ့ဒီရွှေကိုကအကဲတိတာသလားဆိုတော့ မသိကြဘူးနဲ့နန္ဒကားတွေကလက်ခံရင်ကြောက်သွားတတ်တယ်တခါတလေရေကြီးကရွေ့လျားရည်လည်းအဲ့ဒီရွှေဘိုးကရွေ့သွားတတ်တယ်နောက်ဆုံးကတော့ယဒပုံညကရခယောဟောတိတဲ့ကုသိုလ်အတိတ်ကပြုခဲ့တဲ့ကုသိုလ်ကံကုန်ပြီဆိုရင်အဲ့ဒီရွှေတွေဝေတွေကမိတွေခဲအဖြစ်တမင်းတောင်းတောင်းကြောက်ခဲအိုချမ်းခွဲအစရှိသည့်အဖြစ်ကို ကြောင်းတဲ့ခွာတတ်ပါလေ။အဲမြတ်စွာဘုရားကတော့အင်းမကြောင်းတဲ့ရွှေကိုယသဓာမီနာသီလီနာသံယမီနာဓမီနာသာနိတိသုနိဟိတောဟတိအဋ္ဌိယဝါကုရိတတဝါယဘုယတာပုရိသတဝါအခြင်းမျိုးသားအလကောင်ယအိတိယဝါအခြင်းမျိုးသမီးအလကောင်ဒါနေနသုံးချက်ပြေကံလူရန်တစ်ဖြစ်၎င်းဣနေန ဝိတ္တေယသီလံကြကိုစောင့်ရှောက်ခေသိပြုလက်ကောင်။အံယမေကကိုနဲ့နှုတ်ကမကောင်းတာမလုပ်ပြီးမပြောမိအောင်စောင့်ရှောက်ခေသိပြုလက်ကောင်။ဓမီနာသဒွန်သွာရမ်းပြစိတ်မာနာကိုလိမ်မာခြင်းဖြင့်အောင်ဆုံးမှယဉ်ကြည့်လက်ကောင်အတ္တိရှိ၏။ဣတိသတ္တရောဤလေးပါးသောရှင်ဩရုကိုသူနိဟိတော် ကောင်းစွာမြောက်နိုင်ထအာတိဟောတိစင်စိတ်မတိဖြစ်ပါ၏တတိကုသင်ပြောတယ်တရားကိုသတ်မိအောင်လဲနာပါသတ်မိပြီဆိုရင်လည်းသုံးမှတ်ထားတဲ့တရားသဘောလေးနဲ့အပြင်ဘက်မှာသဘာဝဖြစ်ပြနေတာပုံတော့ဟုတ်ပါလို့ကြည့်အောင်တိုက်ဆိုင်ကြည့်ပါအခုဒီမှာတရားက လောကသဘာဝဖြစ်တတ်တဲ့ဖြူအုံမြုပ်သားလေးအခုနောက်ပိုင်းကျတော့ဖြူအုံမမြုပ်တော့တဲ့ဘာဘာလို့တာတော့ဒီလိုနည်းဘာမှထားတာအောက်ပြလိုက်ဒါပေမဲ့အဲ့ဒီဘာမှထားတဲ့ဘုဒ္ဓဝေဒယကိုတိကြတာမတိကြဘူးဘာမှဒီဝါဒီကံသားရင်တွားရောဘယ်မှလိုက်တော့လို့ဘုရားတော်အဲ့ဒါမျိုးလေးဦးဇင်းတို့ကြားဘူးတဲ့တုံ့ပြန်ဘူးတဲ့အဲအခုဘုရားရှင်ကတော့ ဒါနအချွေဩသီလအချွေဩတာယမအချွေဩဓမ္မအချွေဩမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေတဲ့ဒီလေးမျိုးကိုကောက်ထွားလောက်ထားပြီးဆိုရင်တော့ဒါနကအဝတ္တပတ္တိဘောဂတ္တပတ္တိနှမျိုးတို့တွင်ဘောဂတ္တပတ္တိကိုဒီပါအဲဘာတ္တပတ္တိဘောဂတ္တပတ္တိဘောဂတ္တပတ္တိဆိုတာကိုကျော်မြင့်ရဲ့အတုံးအဆောင်ပစ္စည်းဥစ္စာကိုပြောတာပါအတုံးအဆောင်ပစ္စည်းဥစ္စာပြည့်စုံတဲ့လူတွေသည် ဘာကောင်းမှုရှိလို့ဒါနာကောင်းမှုရှိလို့နောက်တကသီလကဘာပြည့်တယ်လဲဆိုတော့ဘဝတံပတ်တိဘဝကောင်းမှုရစီတယ်ဒုဘဝနတ်ဘဝရနေတာစီဘာကောင်းလို့သီလကောင်းလို့ဝေဒီသီလကောင်းလို့ရလာတဲ့ဒုဘဝတွေတချို့ကဒါနာလည်းမပြုသီလလည်းမစောင့်ကြည့်ပဲနဲ့ဘဝကိုရည်စုံပြောပြီးတော့ယောဂီအာယုံကံလုံးမြတ်မှာပြောနေတာ တမျိုးစရာတိတ်ကောင်းတဲ့ဘဝတစ်ခုဟုတ်ပြီနော်အဲဒီတော့တိရကဘာကျိုးဖြစ်တယ်ဘဝတံပါတိလူဘဝနတ်ဘဝဘဝကောင်းကိုရစေတယ်ပေါ့ဗျာနောက်တစ်ခါသံယမသံယမကလည်းကိုယ်နဲ့တော့ကိုဆောင်ကြည့်တာတိရကလည်းကိုယ်နဲ့တော့ကိုဆောင်ကြည့်တာဘာထူးတယ်လဲဗျာဆိုတော့ဘာဝတိရထဲမှာတာယကံဝစီကံမနောကံကံသုံးပါးထဲမှာတာယကံနာပါဏတိပါဒ တိုက်ခြင်းမှရှောင်ခြင်းနဲ့အရိနာဌာနသူတော်ဥစ္စာခိုးယူခြင်းမှရှောင်ခြင်းနဲ့ကာမေသူမိစ္ဆာဒါရာကာမဂုဏ်တို့၌မာယေစွာကျင့်ခြင်းမှပြမိသောဘာတာမယပြမာခြင်းမှရှောင်ခြင်းခြင်းဆိုတဲ့ကာယကံမှုနောက်တစ်ခါဝေဒီကံကြတော့ဘုဒ္ဓဝါဒလိညာပြောဆိုခြင်းအဲ့ဒီမှာဒုသရိုက်ဆယ်ပါးထဲမှာကြတော့ဝေဒီဒုသရိုက်က၄ပါးရှိတာ ဘုဒ္ဓဝါရပိသုဏဝါစာပရုဒ္ဓဝါစာသံဃကလာပအဲ့ဒီဒုဒရိုက်ဒီပါးတွေကသီလထဲမှာတပါးပဲယူထားတာဘုဒ္ဓဝါရကျမ်းထဲ၃ပါးကလွတ်နေတယ်အေးအခုတန်ယမကကျမ်းထဲ၃ပါးပိသုဏဝါစာရှေးကိတုညာပွဲပြအောင်ဘုံတိုက်ကပရုဒ္ဓဝါစာကျမ်းသံဃပြောဆိုတာသံဃကလာပပင်ကြီးတဲ့စကားတွေပြောတာအဲ့ဒီစကားတွေမပြောမိအောင်တောင်းဆောင်ဖိနှိမ်တာ ဟုတ်ပြီနော်နောက်တစ်ခါဟိုဘက်ကသာဝတိလာထဲမှာနောက်ဆုံးကပါတုရာမေရယကုသိုလ်ကောင်းမှုကိစ္စတို့၌ယင်မှုမိမလျော့စေတသောအင်ဤတရက်ကိုတောက်သားခြင်းမှာဟုတ်ပြီအဲ့ဒီတင်ဤတရက်အပြင်အခုနောက်ပိုင်းကျတော့အမျိုးမျိုးတွေမပေါ်လာဘူးလားပေါ်လာလားမလီဝိယစီတွေမင်းညာအေးလို့တော့ တနေ့ပြန်လည်လာတဲ့တရားလေးတွေပြန်ပြီးတော့ဆေးဖို့ရှယ်ဖို့ဆိုပြီးတော့ကြည့်လိုက်တယ်အမေရိကန်မှာတဲ့နောက်ထပ်ဘူးရင်စီတစ်မျိုးတဲ့ကိုကျော်ကြီးเนาะအောက်ပြီးရဲ့ကိုကလိန်တို့အောက်ပွဲနေတာအောက်ပွေးပြီးတော့ပြောနေကြတာဩတတ်တော်ရီဟုတ်နေချက်ကကဲထားလိုက်တော့အဲ့ဒီလိုဘူးရင်စီတတ်တဲ့ဆေးဒိန်းဒိန်းသောသောသောသာအရက်လိုအစ်လိုငငယ်လုံးကတော့ ပင်ရတာပေါ့အဲ့ဒီပါးလေးကိုတောက်စားခြင်းမှချောင်ကျင်အောင်မှအဲ့ဒါကိုဘာလို့ခေါ်မလဲလဲအယံမနောက်ဆုံးကတော့ဓမ္မဆိုတာကမိမိတို့ရဲ့စိတ်ကိုဆုံးမပေးရမှာငါကုံငါခန္ဓာငါဥစ္စာငါကံငါသမီးတို့အစွဲကြီးရောက်နေတာဒီအရှားကြောင့်မဟုတ်ပါဘူးတဲ့တက္ကာယဒိဋ္ဌိအဲ့ဒီတက္ကာယဒိဋ္ဌိကိုပဲကွာနိုင်မှစိတ်ကနေမှာမှဒီဒီမှာတက္ကာယဒိဋ္ဌိမှာမပဲကွာနိုင်ဘူးဆိုရင် မရင်သေးဘူး။အဲအဲ့တော့သက်ကာယဒိဋ္ဌိဘာလို့ပဲခွာရမှာလဲ။ဒါနတိလဘာဝနာအခုဘာဝနာဆိုတာဟာဒါနတိလတွေတဲ့ပို့ပြီးတော့လောရတာလေ။ခက်ခဲတယ်လူတိုင်းလည်းမလုံနိုင်ဘူးကိုယ်တိုင်နည်းနည်း။တော့ဥစဉ်ကတော့လေကျွန်တော်တို့အခုဆိုရင်ဒီဝါထဲမှာရှောက်ကြည့်နောက်တော့လောင်းလူပြီးသွားပြီဆိုတော့ဒါနပိုင်းဆိုင်ရာအလိုက်တိုက်လောက်နိုင်သွားပြီ။ဒါနရှိမှတိလလည်း တော့ဒီနိုင်တာတတိတိမြင့်သွားတာအေးဘာဝနာဘာလို့ဘာဝနာလို့ခေါ်တယ်ခုနကတဏ္ဍမရေတမထရေကအတူတူပဲထားလိုက်တော့ခင်ဗျားတို့ကျေတော့တယ်ပြီတမထဆိုတဲ့ကုသိုလ်ကောင်းမှုကလည်းလူတိုင်းလူတိုင်းလုပ်ခဲ့ပြီးဒီဘဝတော့မဟုတ်ဘူးဘဝတန်တရာနဲ့ကြောမယ်ဆိုရင်ကဘာပြတ်တော့မယ်ဆိုရင်လူတွေကအဲ့ဒီကဘာပြတ်တဲ့ထဲပန်းမှန်ကြောက်လို့တဲ့ ်မေတ္တာဘာဝနာပွားပြီးတော့ဇမားဒီအပုံရောက်ကုန်တာတဲ့ဒေယကုဏ္ဏဇမားကြီးညောဒေယကုဏ္ဏတော့ဇမားကြီးပါဒါနဲ့အဲ့ဒီမှာဇမားတက်တန်းစီအစိုးရလည်းသူ့တက်တန်းစီတဲ့အခါနောက်တစ်ခါပါပြန်ဖြစ်တော့ဇမားကြီးကနေကဘာမြေပေါ်မှာတတ်တော်ရဲ့လို့လူလူရဲ့လို့ပြန်ချစ်အဲ့ဒီအခါမှာအသက်ရှိတဲ့ဇမားကြီးကကြိလိုက်တယ်အမေလူကြီးကိုငါဘုံကနေရောက်ကုန်တာအမေငါဖန်သေးလို့ လူတွေဖြစ်တာသတ္တဝါတွေဖြစ်တာဆိုတော့ဒီမှာကသက်္ကာယတေတိသူကလက်ထဆွဲသေးတယ်အမှန်ကသူပန်သေးလို့ဖြစ်တာဟောရလားဘောဘုသတ္တဝါတွေရဲ့ကံအားလျော်စွာတမထမေတ္တာဘာဝနာပွားပြီးတော့ရောက်သွားအေးမလုံဖူးသေးတာတော့ခင်ဗျားတို့ကျလို့တဲ့ဝိပဿနာအလုပ်ဘာလုပ်လဲဝိပဿနာအလုပ်ဝိထူးခြားစွာပတ္တမြင်အောင်ရှုတာသဗ္ဗေဒိဃာရိဝိဝိဒိနာအိဋ္ဌာတိအာကာရိနာပတ္တတိတိဝိပဿနာလေ ယုံတဲ့ဓမ္မသင်္ခါရတရားတို့ရဲ့မမြဲတဲ့အနိစ္စဒုက္ခနတ္တလို့ခေါ်တဲ့လက္ခဏာရေး၃ပါးကိုမြင်အောင်ဆုရာကိုဝိပဿနာအဲ့တော့ခြေဥစွာဝိပဿနာရှုတော့မယ်ဆိုရင်ခန္ဓာမှာရှိတဲ့ဒုက္ခဘောနံဘောအရင်သိအောင်လုပ်ရတယ်ဗျအာလုံမှမယ်နော်ပါတယ်လေဘာတဘောတယ်လေဒုက္ခဘောနံဘောအရင်သိအောင်သူစားအထောက်ရတယ်နာယူရတယ်မှတ်သားရတယ်ပြိတံဒုက္ခအထောက်ရတယ် အဲ့ဒီလိုယုံဉာဏ်သိမှသာရေဟိုဘက်ကယုံဉာဏ်ဖြစ်ဖြစ်မြင်မယ်အနိစ္စဒုက္ခအနတ္တကိုသိမယ်အနိစ္စဒုက္ခအနတ္တဖြစ်ဖြစ်မြင်မှဝိပဿနာဉာဏ်အစ်စ်ကိုရတာအဲ့တော့လိုက်သမယုံဉာဏ်မသိယုံဉာဏ်မသိကံဖြင့်အန္တာကံဖြင့်အန္တာယုံဉာဏ်မြင်သိယုံဉာဏ်မြင်သိကောင်းသည့်ကလျာကောင်းသည့်ကလျာကောင်းသောဉာဏ်ကကောင်းသောဉာဏ်ကသုရတောတာသုရတောတာဤလေပြတ် ညဉ့်ညအရိယာညဉ့်ညအရိယာအေတော့ဘာဝနာကိုတဖြည်းဖြည်းညစ်သွားဖို့ကိုပြောတာယုံနာမတိကံပြီးအန္တာဆိုတာဘာပြောတာလဲယုံနာမမတိသိဆိုရင်အန္တာဘာလားကုတုစေဌာနဒီဘလောက်ကဲအကောက်အောင်ပြုပြုယုံနာမတိသိရင်တော့ဘာကုတုစေအန္တာဘာလားကုတုစေအရှင်ဘုရားဌာနကအကျိုးမပေးလို့လားပေးပါလေပေးပါလေနော် သန္တရာဘုကလုံးရောက်စေတဲ့တဏိကဒါနဖြစ်အောင်မမလုံးနိုင်သေးဘူးဆိုရင်သန္တရာနဲ့ဆယ်ပုံးတာပဲ။ဘာသူများရိဆန္ဒလူဘာလဲဆန္ဒရှင်လို့လူတယ်ဆိုတဲ့ဒါနမျိုးတော့အဲ့အချိန်တော့သန္တရာနဲ့လေကောင်းလို့ပဲရှိနေခိတ်ထားလိုက်။ယောနံမသိရင်အန္တပါလပုထုရှင်နဲ့ယောနံမြင်သိကောင်းလေကလေးဟာဒါရုပ်ပဲဒါနံမဲလို့ဖွဲခြားသိပါရင်ကလျာဏပုထုရှင်ယောနံဆိုတာတခြားမဟုတ်ဘူးအခုထိုင်နေတဲ့အနာကိုအောက်ပိုင်းဘာဖြစ်လာလို့ ရောင်းလာပြီးခေါင်းလာပြီးအင်းလာပြီးကြိုက်လာပြီးအမျိုးမျိုးပြောကြရပြောလိမ့်မယ်အဲ့ဒီညာရောင်းတယ်ညာတယ်ခေါင်းတယ်ကြိုက်တယ်ဆိုတာရုပ်ရဲ့သဘောလိုအကြံဉာဏ်အပြင်မှတ်လိုက်သမ်းပါဘုသူလည်းလေရုပ်ရဲ့သဘောအကိုပိုင်နဲ့ရုပ်ဆိုလို့ရှိရင်ဟဲ့မညောင်းနဲ့လို့မနာနဲ့လို့ကိုအောင်ကိုကြီးမေမေးကြည့်တော့မေမေးကြည့်လို့ရမလားရုပ်ကပြန်ပြောလိမ့်မယ်အယူနေပိုင်တော့မဟုတ်ဘူးငါကငါတော့ နားထောင်နေတာတစ်ချိန်တန်းပြန်ပါရဲ့တစ်ချိန်တန်းပြန်ပါရဲ့ဒီကြောင့်ကြီးဒီကဲတဲ့၃နဲ့၄နှစ်လောက်ကတည်းကနှလုံးနဲ့ဆိုင်နေရောဂါဖြစ်လို့ဒီရမှာရပါတော့မလားဒီကြောင့်ကြီးကြီးမင်းလေးလည်းသွားပြီးတော့ဟာလို့ခရစေကုရိယာလည်းအခုနည်းနည်းလေးပြန်ကောင်းလာတယ်ကုသိုလ်ကြီးပြေးပါလို့နော်ဟုတ်ပြီလားအသက်ကြီးတယ်ဆိုတာဘာလို့မှန်ဖို့ ကုသိုလ်လုပ်နိုင်ဖို့အသက်ရှင်ခြင်းကြီးရတယ်ကဲထားလိုက်တော့ယုတ်အလုံးယုတ်လို့ခေါ်တာလေပေါက်ပြန်ကလို့ပြောင်းလဲကလို့တည်ငြိမ်မှုမရှိလို့ယုတ်အဲ့ဒီပေါက်ပြန်မှုတိုင်းကိုနောက်ကသိပြတာကနန်းခန္ဓာထဲမှာကြည့်လိုက်အဲ့ဒီပေါက်ပြန်နာရဲ့သိတာရဲ့ပေါက်ပြန်နာရဲ့သိတာရဲ့ဒီလိုမျိုးပဲရှိတယ်အဲ့တော့ယုတ်ကံကိုမခွဲတဲ့အခါကျတော့ငါညောင်းတယ်ငါထုံတယ်ငါကြိုက်တယ်ဆိုပြီးတော့အကုန်လုံးပါလုံးလိုက်ငါလုံးလိုက်တဲ့ယုတ်ကံကို တက်ကာယဒိဋ္ဌိပြင်ပြီးတော့နေလိုက်တဲ့အတွက်ငါကုံငါခန္ဓာငါသာသာသမီးအကုန်လုံးမကောင်းဘူးလို့ခွေရအစီအံအကြောင်းဖြစ်သွားတယ်။အဲဒါကိဒုသောနန္ဒောဆက်လက်ကျူဖို့ရတိုက်တော်နေကြ။ကြောင်းကျိုးမြင်ကသုလာသောတာတဲ့ယောက်ျားလေးဘာကြောင့်ဖြစ်တယ်လဲဝိသောကြောင်းနဲ့ပြောမြင်ခြင်းဝိသကနာကံကြောင့်ဘဝတည်းကိုရလို့ယောက်ျားနှစ်ပါးဖြစ်တယ် ယခုဘိတ္တပံတဲ့တဲ့မှာတော့အာယုံနဲ့ ద్వార ဒ ్వార နဲ့အာယုံဒီနှစ်ခုပေါင်းဆောင်ပြီးခြင်းကြောင့်ယုံနာဖြစ်တယ်လို့အကြောင်းအကျိုးကိုသိမြင်သွားရင်သီလတော်တာပါတဲ့ဗျာဣလင်ပြမြင်းမြတ်အရိယာများများမဟုတ်ဘူးဒိဋ္ဌိနဲ့ဝိသိကိစ္စယုံမှန်တန်ခရရှိတဲ့ဝိသိကိစ္စငါကုံငါခန္ဓာလို့စွဲတဲ့ဒိဋ္ဌိဒီနှမျိုးကဲနိုင်ပြီဆိုရင်တော်တာပါအရိယာဖြစ်ပါလေဟုတ်ပြီနော်အဲ့တော့ကျေဟောပဲမျိုး လေးမျိုးဒါနရွှေဩတိလရွှေဩအယမရွှေဩဓမ္မရွှေဩဟုတ်ပြီနော်အဲ့ဒီလိုရွှေဩလေးမျိုးမြုပ်မှသာလင်ဒါနကမပြီးမှလဲဩကတံပတ္တိသီစေဥစ္စာကိုပြင်းမယ်တိလကဘဝတံပတ္တိလူဘဝနတ်ဘဝကိုအကျိုးပေးလိုက်တယ် တန်ရမလို့ခေါ်တဲ့တမထကကြတော့စိတ်ကိုငြိမ်အောင်ကြိုးစားခိလေသာကိုခဏတိုင်းငြိမ်အောင်ကြိုးစားတဲ့အတွက်ဓမ္မဒီလို့ခေါ်တဲ့ပုံပေါ်အရင်နောက်နိုင်တယ်။တဏှိအားဖြင့်စိတ်အင်းချမ်းမှုကိုရနိုင်တယ်။နောက်ဆုံးဓမ္မလို့ခေါ်တဲ့ဝိပဿနာကကြတော့ယုံနဲ့ဓမ္မသင်္ခါရတရားတွေကိုစင်ကျင်နှလုံးသွင်းပြီးသိလိုက်တဲ့အတွက်ခိလေသာ နည်းနည်းချွတ်ရင်ကိလေသာနည်းနည်းငြိမ့်မယ်။ဟုတ်ပြီလား။အဲဒိဋ္ဌိနဲ့ဝိသိကိစ္စပင်နိုင်တဲ့အစဉ်ကတောတာကအဲ့ဒီတဲ့အတိတဲ့လောဘဒေါသမောဟမာနဆိုတဲ့တရားတွေတစ်စိမ့်စိမ့်ပယ်သွားမယ်ဆိုရင်နောက်ဆုံးကိလေသာအာလုံးချုပ်ငြိမ့်သွားရင်နိဗ္ဗာန်ဓာတ်ရရှိမှာအဲ့ဒီမှာဒိဋ္ဌိကန္တာတော့နောက်ဆုံးလေးမှာခန္ဓာလေးတခါတာပါပြည့်တဲ့အဲ့ဒီခန္ဓာလေးဖတ်ပြီးတော့နာပြီးတော့တောင်းတယ် ဘန္နုတိကာသာတံပတိဒီဝါလောကိသယာရတိယာသနိဗ္ဗာန်တံပတိသဗ္ဗအမိဒီနလဘတိဘန္နုတိကာသာတံပတိလူဘဝလူချမ်းသာလူစည်းစိမ်နေဖြစ်တော်မြင်ပြီလကောဒီဝါလောကိသယာရတိမြတ်ကြီးလောက၌ဣဒေဥစ္စာအချမ်းအယံမြင်ပြီတော်မြင်ပြီလကောယာသနိဗ္ဗာန်တံပတိအခြင်း တိဘေကအာလုံချုပ်ငြိ၍အင်းကြီးရာပြေသောနိဗ္ဗာန်တတ္တိ၎င်းအတ္တိရှိ၏ဧတေတပ္ပေဤအလုံးစုံသောချမ်းသာတို့သည်ဧတေနာဤဌာနတိလတယုနာဓမ္မဟုဆိုသောဥစ္စာရွှေဩရောကြောင့် လဘတိကောင်းစွာပိုင်ပိုင်ရရှိနိုင်ပါပြီဣတိဤသို့ဘဂဝါမြတ်စွာဘုရားသည်အဝောသာကောင်းစွာမသွေမိမြတ်တော်မူခဲ့ပါပြီတတိအေဒီနေ့ပြုကြတာကကိုကျော်မြင့်တို့မောင်မမတို့က၆ချိန်ရောက်သံဃာဒါနဆွမ်းလောင်းစုတယ်ဆိုတာအားချွေအုံးမြုပ်တာ ဒါနာရွှေဩပြ။အော်အခု၅ပါးသီလခံယူစောင့်တည်တာကဘာရွှေဩ။သီလရွှေဩအခုဥရင်ခေါ်နေတဲ့တရားလေးတွေလာယူမှသားနေတာကဘာဝနာရွှေဩပြ။ဓမ္မရွှေဩပေါ့။ဟုတ်ပြီနော်။အဲ့ဒီဓမ္မကဒီနေသားကိုပြန်နိုင်တဲ့အစဉ်အကြည့်ဒုသာအာထုံကနောက်ဆုံးကနိဗ္ဗာန်ဆိုတဲ့ချမ်းသာကုကရမှာခြေကဒါနသီလကတော့ ပါချလာတယ်မနုတိကာသတံပတိလူဘဝလူချမ်းသာဒေဝလောကိသရာတိနိဗ္ဗာန်မရောက်မီနတ်ပြည်ကိုရောက်တဲ့အခါမှာလေဒါနပြုတဲ့အခါဘုရားမြတ်တောကဒီကောင်တော်မှဒီစောအောင်ခေါ်ဆိုတာတောင်းခေါ်ခိုင်းတာမဟုတ်ဘူးအတူကုသိုလ်ကောင်းမှုပြုမှာသံသာတူအတူရမှာဘဝတန်တရာမှာလာပြီးတော့ဆောင်ရတယ်ဆိုတာဟာအမြဲတမ်းခြေသက်ရှိလို့အများဆုံးကဒီကောင်တော်မှဒီဘုရားသူနေလိုက်တဲ့ခုနှစ်ယောက် ကျုံလဲခုနှစ်ယောက်ပဲတော့ပါလေအမေနဲ့ဒီကဝေးတာညီကိုမောင်လားခုနှစ်ယောက်တို့ကကြတော့ညီကို၄ယောက်မောင်နှမညီမက၃ယောက်ဟုတ်ပြီလားအဲ့တော့ဦးဇင်းကပုံမှန်သုတ်တော့ပေါ့လို့ဒီဦးကြီးတော့ပြင်လာခဲ့အကုန်လုံးအခုနောက်ပိုင်းတော့ညာအိမ်မလာနိုင်တော့ဘူးသူတို့ညီအချိန်ကြီးရကိုခိုက်ထားလိုက်တော့သုတ်တော့ကောင်းမှုအတူပြကြမှာချမ်းသာသုခအတူရတာအင်း ုသိုလ်တော်လောက်တဲ့အရှံရံမပါဘူးဆိုနဲ့ဒီရောက်ရင်ကြီးကြီးတဲ့တယောက်ထက်ဖြစ်နေတဲ့ကဏ္ဍကဘာတယောက်ထက်ဒါသမီးဆိုရင်လည်းတယောက်ထက်လောကကဘာဝတရားနဲ့မနေနိုင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုတဦးတယောက်ထက်နေရပြီဆိုပဲလေအတော်ကိုပြင်းတရားကောင်းလာတာဟိုနာအဖို့ရှိသွားလိုက်ဒီနာအဖို့ရှိသွားလိုက်အေးတရားအဖို့ရင်းနဲ့နေထပ်သွားပြီဆိုရင်တော့အဲ့အပေါင်းလေးကောင်မှစိတ်ကသိပြီးတော့ မခင်ရွယ်တော့ဘူးမခုံမင်တော့ဘူးကိုအမှတ်တရားလေးနဲ့ကိုနင်းနေရတာပဲစိတ်ကပုံပြီးတော့အေးချမ်းလာတယ်ဗျအဲ့ဒီလိုဒုစရအာထုတ်နိုင်မှနောက်ဆုံးနိဗ္ဗာန်ချမ်းသာကဘာဝနာရဲ့အစွမ်းတက်ပြီးတော့ရမှာဒါကြောင့်ရွှေအိုးဆုံးမှချမ်းသာအကုန်ရရွှေအိုးမဆုံးမင်းရတော့ချမ်းသာအကုန်မရဘူးအကုန်မရဘူးဒါနနဲ့သီလတော်လေးဆိုရင်တော့တန်တရာလေကောင်းလုံးနဲ့အေး ဘောဒနာတိရကလည်းအန္တရာကလုံးယောက်ကြောင်းအထောက်အံ့ဖြစ်ဖို့ရာကိုယ်စိတ်ကကိုတကယ်တကယ်ကိုသံသရာဝတ်ကလုံးယောက်ခြင်းနဲ့စိတ်နဲ့ပြုတာဆိုရင်တော့နိဗ္ဗာန်ရဖို့အထောက်အပံ့လေးဖြစ်နိုင်ပါတယ်လို့မှတ်သားပြီးတော့ကိုကြောင့်မျိုးတို့မိသားစုဒီကောင်တော်မှတွင်ဒါနာရှင်ဩတိလရှင်ဩတယမရှင်ဩဓမ္မရှင်ဩရှင်ဩလင်းမြောက်ညံပြီးတော့ဘဝသံသရာကလုံးယောက်အောင် မိမိကိုယ်ကိုချမ်းသာအောင်ဆောင်ရွက်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေကုန်သတည်းဒီတော်တို့သည်ယရဏသုံးကံကံကံအကျိုးကိုယုံကြည်ပါကုန်သည်ဖြင့်ယံနေယခုပြုကြရသော ဘောဂောမုဘောဂောမုအကုသရောဤအကုသရောဤအဘောဘာဂောဘောဘာဂောတုအာမြေတုအာမြေဘောရဘာတုဘောရဘာတုကြောင်းတော်ကြောင်းတော်ဝေလွန်ကြကုန်သောဝေလွန်ကြကုန်သောဥဝေမောင်ဥဝေမောင်သောညတိသောညတိအစာထားရိသာထားရိဤဘောဝဤဘောဝဤဘောဝသကဲ့သော đi ki ma đi ấp lâu lâu đó na ấp bao du ấp bao tất cả hòa bao độ a ba con đi nhà già già về ô sinh ra già chân ta già đi ki ba đi đó ki